္ဂလာစီကိုစဉ်းသိလို့တော့မင်္ဂလာပါချေစီဒီဝါလာစီပြောင်းမှာငါကလည်းဒီလိုမှမခံရမစွာတဲ့ဘယ်လိုလဲ င်္ဂလာပင်ဒီလေးနဲ့ပတ်သက်ပြီးနည်းနည်းပြောပြချင်လို့တက်လာတာဒီနေ့ဒီနေ့ဒီလိုဒီလိုရတောင်တာလာဒီကလေးကကစားမယ်ချင်းလေးကလည်းကတော့လာမြေလေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်လို့ဒီပိုစာရေးနေ ရှားနေလို့အေးရှင်ကိုလိုက်ရွံ့လိုက်တာစကားလေးပဲလည်းပြောချရအောင်မနော်အမမျက်မှန်လေးယူပေးတယ်ကြည့်ရကောင်းမလင်းရပြီးသွားပြီကိုယ်လေးမှမပြီးနိုင်ဘူး လုံနေရတော့လူနေနေဆောင်လာအောင်ညဝေရတဲ့သူတွေ မှချမ်းမြေများများစားစားရှိတဲ့သူတွေဒီလိုက်ကိုကြည့်ပြအောင်ကြည့်ဒီလိုက်ကိုကြည့်ပြအောင်ကြည့်ကြနော်မြေနဲ့ပတ်သက်ပြီးတော့မိမိတို့မှပိုင်ဆိုင်ထားတဲ့မြေရှိမြေကွက်ပူရှိတဲ့သူတွေဒီလိုက်ကိုကြည့်ပြအောင်ကြည့်နော်လူတွေရဲ့ရုပ်မာတာကိုဒီမှာကုန်ပြပြမယ် ပုံရယ်ပြုံးတာတော့ပြုံးတာတော့ပေါ့နော်ကိုကမန်ကန်နေဆိုတော့စင်မောပါပဲစင်မောပဲသူ့ဘာလို့လဲဒီလိုလေးလက်ပိုက်လေးကြီးမြတ်ပေါ့နော်သူ့မင်းပြောပြချင်တာလေဒါတွေက share လုပ်ပေးတာပေါ့နော်ဘဝဘဝမှာဖြစ်လာလို့ရှိရှင်းမုံရှင်းနေမှန်အောင်လို့ပေါ့နော်ပြီးတော့じゃတော့ မလေးမဖို့အများကြီးပဲကြရနကူထွက်သွားတာတို့ညစ်တကွက်တဲ့ဟိုနှုတ်ပိုင်းနာတို့သုံးပိုင်းနာတို့ဖြစ်နေကြတာဖြစ်နေကြတာဖြစ်ပြက်နေကြတာမန္တလေးမှာအဆိုးဆုံးပဲအဆိုးဆုံးပဲမန္တလေးမှာ ကျမငါလည်းမြေပြင်နဲ့ဆင်းနေနေမနာသည်နေပြာမှာအဲ့ကျမကပြမနေဆိုတာစိတ်ကောလူောပြမနာပေါ့နော်ဒီတဆူရေးလဲကိုပဲစိတ်ကွာရေးလဲကိုပဲကျမရေးလဲကိုကျမရေးလဲကိုကိုကိုပဲဆိုတော့ပေါ့နော်ကျမရင်ပြမနေတယ် လိုက်ကလေးကိုတော့ခုနပြောခဲ့တဲ့ကောင်စင်လိုပဲမြေချောင်းကျွန်မအနေနဲ့ပြောမှဖြစ်တယ်။မိမိတို့မှာပိုင်ဆိုင်တဲ့မြေပေါ့။မိမိတို့ပိုင်ဆိုင်တဲ့မြေတွေအပူရှိတဲ့သူတွေနားထောင်ပြအောင်နားထောင်ပါ။အလေးမှာဘာဖြစ်နေလဲဆိုတော့မိမိတို့ရေကွက်တွေကိုလက်ကြည့်ကြပါ။တပါးသူကမိမိတို့ပစ္စည်းဥစ္စာကို သူရဲ့ပစ္စည်းဥစ္စာတပွဲပစ္စည်းဥစ္စာတပွဲနော်ပိုင်ဆိုင်မှုပါလဝဲမှာမရှိဘဲနဲ့နော်ပိုင်ဆိုင်မှုပါလဝဲမှာမရှိဘဲနဲ့စာချုပ်တန်းဆောင်တော့မူရင်းမရှိဘဲနဲ့ရုံမှာကောက်ချစ်စွာလုံနေတဲ့သူတွေများစွာရှိပါတယ် เนาะတပါတို့ရဲ့ပစ္စည်းကိုကိုပစ္စည်းအသွေးဖန်တီးယူတဲ့ရုံမှာကောက်ချစ်တဲ့သူတွေများစွာရှိပါတယ်เนาะအဲ့တော့မဲတဲ့လူချက်ဝင်းဆိုရင်မဲတဲ့လူငယ်တဲ့အနည်း20ကျော်ဝယ်ထားတယ်အနည်း20ကျော်ဝယ်ထားတဲ့ချက်ဝင်းကိုမဲတဲ့လူချန်နေမှာပေါ့နော်အော်ဒရိုင်းလာခတ်တယ်အော်ဒရိုင်းလာခတ်တယ် လူတွေနေနေတယ်ဆိုတော့မိတ်တင်တို့ကတီတီချင်းပေါ့နော်တီတီချင်းဟိုမိတ်တင်တို့ကဖယ်ထုတ်လိုက်တယ်ပေါ့ညာတွင်ချင်းဖယ်ထုတ်လိုက်တယ်မိတ်တင်တို့ကတောင်းနိုင်ရုံလေးဘဒုဥမစိတ်ဒုက္ခမပေးချင်ဘူးကို့အကြောင်းတပါသူအချုပ်နှောင်ကြမှာကို့အကြောင်းတပါသူနော်စိတ်ဆင်းရဲမှာကို့အကြောင်းတပါသူဖြစ်သွားမှာမိတ်တင်တို့ကအရန်ကြောက်တဲ့တက်ထဲမှာပါတယ်ပါတယ် အဲ့တော့အဲ့ဒီလိုတွေမဖြစ်ချင်လို့ပေါ့နော်မိသိန်းတို့ချက်ဝင်နေဟိုနော်မိသိန်းတို့ပတ်ကြည့်တာချက်လာတခါပတ်ကြည့်တဲ့အချိန်မှာဒါကြီးဆိုတွေးပြီလူတွေနေနေတယ်မိသိန်းတို့ချက်ဝင်ရို့ကြကြရနာဟိုတိုင်းနေခက်တော့မိသိန်းတို့တွေးတော့မိသိန်းကတည်တည်ချင်းပဲအိမ်ကညီမအငယ်ဆုံးကလာပြီးတော့ပြောတာနဲ့မိသိန်းကတောက်လျှောက်ချက်ဝင်ကိုသွားတယ်ချက်ဝင်ကလူတွေကိုမောင်းထုတ်တယ်ကိုစိတ်ကတော့ယူယူတတ်တာပဲ อ๋อစစ်စည်းဟုတ်ကယုံတော့ပါပဲပေါ့နော်။ကိုကြီးကထင်လိုက်တာပေါ့။ထင်လိုက်တာပေါ့။နော်။ဒါပေမဲ့နောက်ဆက်တွဲအဲ့ဒီစစ်စည်းဟုတ်ကလည်းသူဘဒူးလဲဘဒူးလဲဘဒူးလဲလို့လိုက်ရင်လိုက်ရင်လိုက်ရင်နဲ့လူတွေထွက်လာလိုက်တာ။ထွက်လာတဲ့သူတွေကိုစီးစီးစီးရင်နဲ့ဘာတွေထိလောက်ထားလဲဆိုမဲတင်တို့ရဲ့ခြံဝင်းနဲ့ပတ်သက်ပြီးတော့ဂယံပြုတ်လို့ဖို့ပေါ့နော်။ဂယံပြုတ်လို့ဖို့အစ်စ်တင်လောက်ထားပြီးသားသူတို့တွေက ဘလောက်မှရိုင်းလဲနော်ဘလောက်မှရိုင်းလဲနော်ဒါပေမဲ့ဒီမှာခွန်လွတ်ပါတယ်ခွန်လွတ်တယ်ခွန်လွတ်တယ်လာခဲ့နေတော့ပြုတ်လို့ဆဲပြုတ်လို့ဆဲသူတို့ကိုယ်တိုင်ဒီစကန်နေမှာရက်ွက်ယုံနေမှာသူတို့လောက်တာဟုတ်ပါတယ်ခရံတူတွေလည်းပြုတ်လို့နေပါတယ်ပြုတ်လို့ဆဲလုံနေပါတယ်ဆိုတာဟုတ် သူတို့ဝင်ခံထားတဲ့ record တွေကမဲတင်မှာအပြည့်စုံရှိပြီးသားတော့အဲ့ဒါကိုမဲတင်ကိုတွေးချင်နေတဲ့သူကပြောတယ်ပြောတော့မဲတင်ကဘာကိစ္စနဲ့တွေးရမှာလဲပေါ့နော်တွေးစရာအကြောင်းမရှိဘူးတွေးလို့ရှိတရားရုံးရမှာတွေးပေါ့ပြောတော့မဲတင်ကအဲ့လိုအရင်ပြောတယ်ပြောပြီးတော့တရားရုံးမှာအမှုမဖွင့်စေချင်ဘူးလားစကတ်မှာအမှုမဖွင့်စေချင်ဘူးလားမဲတင်သုံးချက်တည်းပဲအချက်သုံးချက်တည်းပဲမဲတင်တော့လားနံပါတ်1က တရားဝင်တောင်းမယ်เนาะဒီလိုလုံမိလိုက်တာမှားတယ်ဆိုတော့ကျွန်တော်တရားဝင်တောင်းမယ်နံပါတ်1ကပြုလုံဆဲစားရဲ့အလုံးမိုက်တွေလောက်ဝဲအပ်နံပါတ်3ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်သူ့ကိုမှထပ်မံပြီးတော့အခါချင်းဝင်ထပ်မံတောင်းတော့ပါဘူးဆိုတော့လက်မထိုးနေတဲ့၃ချက်တည်းပြတောင်းတာဆက်ရစနဲ့အမေ မဲ့တင်ပြောတာတွေအကုန်လုံးပြင်းပြီးဆိုပြီးတော့ရောက်လာပြီးတော့ချက်ကိုရုံလေးမှာ share scan နေမှာအကုန်လုံးဝင်ခံကြရတယ်ပေါ့နော်ဝင်ခံတော့မဲ့တင်ခွလွတ်တယ်လာပါရတယ်ခွလွတ်တယ်ငါတောင်းဆိုတဲ့အချက်တွေပြေဆုံးရပြီဆိုတော့ဘာလို့လဲဆိုတော့အစာရွက်ကပြေဆုံးမှုမရှိဘူးယူလာတယ်ပြေဆုံးမှုစာရမရှိပြေဆုံးမှုမရှိတဲ့စာရွက်ကိုယူလာတယ် ရှင်းနေပါဆိုရင်ညီမလေးတွေနော်အမညီမလေးတို့မမိရဲ့နော်အကုန်လုံးညီမလေးတို့ရဲ့ရုပ်တွေကိုလည်းအမဗီဒီယိုဖိုင်ဗီဒီယိုဖိုင်ဆွဲထားပြီးသားညီမလေးကညီမလေးဘယ်ရပဲဖြစ်ဖြစ်ဘသူရဲ့ကတော်ပဲဖြစ်ဖြစ်ဘသူရဲ့ဘာပဲဖြစ်ဖြစ်အမသကယူဆိုင်နေမှာမဟုတ်အမမန်အကုန်လုံးတာနော်အဲ့တော့ရှင်းနေပါဆိုရင်ညီမလေးလူအပ်ပေးပါမယ်ဆိုရင်ညီမလေးဆာဆရံပြည့်စုံအောင်အပ်ပေးပါမယ်ဆိုရင်ညီမလေး ညီမလေးညီမလေးကိုညီမလေးမိတ်ဆက်သွားတာကတော်ပါဆိုပြီးမိတ်ဆက်သွားတယ်ညီမလေးရှင်းနေပါဆိုတဲ့ရှင်းနေပါဆိုပြီးတော့မိတ်ဆက်သွားတယ်ဆော်စရန်နေပြည်စုံကအကုန်လာအပ်ပါမယ်ဆိုပြီးတော့မိတ်ဆက်သွားတယ်ပြောပြီးတော့တာဝန်ယူသွားတယ်နော်တာဝန်ယူသွားတယ်ပြီးတော့ကြားလို့ရှိရင်ဗာလဲဟိုဟာအကောင်မလေးပြောသွားဘလို့ဒီအော်ဟိုကိုယ်စလဲလွဲပေးမယ်အကောင်အကောင်လေးကိုလည်း ခေါ်လာခဲ့ပေးပါမယ်ဆိုပြီးညီမလေးပြောပါဝင်ခံသွားတယ်။ညီမလေးလူစရာကိုပစက်ကထွက်တဲ့စကလုံးတစ်လုံးကိုတာဝန်ယူရတယ်နော်။ညီမလေးမိုင်းတင်ရဲ့ like ကိုကြည့်မှာမကြည့်ပဲမနေဘူး။ဒါကြောင့်မိုင်းတင်ဒီ like ကိုလွှင့်တာ။နော်အဲ့တော့မိုင်းတင်လို့ ਨੇ ပတ်သက်တဲ့စာချုပ်စာတမ်းတွေအလုံးမနှပန်းတဆိုင်ရာမိုင်းတင်တို့ရုံမှလာပြီးအပ်ပေးပါ။မိုင်းတင်စောင့်မယ်။ခြေလုံးလက်လုံးတွေမလုတ်ချင်လို့ စောင့်မယ်ညီမလေးစာချုပ်စတဲ့အတုပြုလုပ်မှုကဘယ်ပုံမှဝင်နေဆိုတာညီမလေးတို့ပိုသိမယ်နော်အဲ့တော့အားလုံးပြပြချင်တာမိမိတို့ရဲ့ပိုင်းဆိုင်မှုတွေမြေပိုတွေရှိတဲ့ဆိုရင်တက်ဆိုင်ရဌာနအသေးသေးကိုလိုက်ပြီးတော့စစ်ဆေးမေးမြန်းကြပါမိမိတို့ရဲ့ချန်လေးကိုမိမိတို့လက်ဝဲထားရှိပါမဟုတ်လို့ရှိရင်လူတွေကစာချုပ်ကလေးတရွက်မရှိတာနဲ့တော့ စာချုပ်ကလေးတွေ့ရမရှိဘဲနဲ့တော့နာမည်ပေါက်ဖောက်လို့ရအောင်လုံနိုင်တဲ့အစွမ်းအစာရှိတဲ့သူရဲ့ဒီနေ့ခေတ်ကြီးမှာများစွာပေါ်ထွန်းနေပြီနော်အားလုံးသူကြီးစုသူကြီးစိုက်ကြပါမိတ်တယ်ရောမိတ်တယ်ကွန်းနပတ်တူရောအဲ့ဒီတော့လက်ရောက်ပြန်ယူပြီးပြီစာချုပ်စနစ်နေနဲ့ပတ်သက်ပြီးတော့မိသိန်းတို့မှခိုင်မာတဲ့စာချုပ်စနစ်နေရှိတယ်။ရုံမိုင်းဆိုင်ရာမှာလည်းသူတို့ပြုတ်လုပ်စေစာရွက်တွေအားလုံးကိုမိသိန်းတို့ကလိုက်ပြီးကန့်ကွက်ပြီးပြီးကန့်ကွက်စာတွေတင်ပြီးပြီး เนาะအမေဤတင်တော့တော့ဒါတိတိတိလိုက်လို့ပေါ့အတိဆော့သွားလို့ပေါ့နော်ကေရနှစ်ခုထွက်သွားတာလို့မိတုနှစ်ခုထွက်သွားတာလို့လုံးဝမရှိတော့ဘူးပေါ့နော်အဲ့တော့မိတ်တင်လို့ဖြစ်မှာဆိုလို့ဒါလေးကိုမျှဝေပေးတာဖြစ်တယ်အားလုံးကျမတို့ချမ်းသာကြပါစေ